မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဥကြော်ဥပြုစုထားတဲ့ဗမောဆရာတော်ရဲ့ဟာတရတနဲ့ကဗျာများစာအုပ်ကိုအပိုင်းတင်နေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ဗမောဆရာတော်မြမလူမျိုးဟူ၍ရှိနေသည်မြမစာပေဟူ၍ရှိနေမည်။မြမစာပေရှိနေသည်မြ မမောဆရာတော်၏အမိသည်ဘတော်မှတိန်ကောပမြောက်၍သွားလိမ့်မည်မဟုတ်နမဲမသေးနိုင်သော ပုပ်ကူတစ်ပါးဖြစ်ပေသည်ဘဲကြောင့်ဤမမောဆရာတော်သည်အလွန်ထက်သောပုပ်ကူဖြစ်သည်ပြိကတ်သုံးပုံနှင့်တကွကျန်းကန်အရရတူတွင် အထူးပင်နှံ့ဆက်ကျွမ်းကျင်တော်မူလေသည်ဝိနိဘတ်တွင်မရှင်သာအောင်ကျွမ်းကျင်တော်မူသည် ဝီနီဘတ်တွင်ပြိုင်ဘက်ကင်းသော သာသနာပိုင်ဘားကရဆရာတော်၏အထံတွင်နေ၍ဘားကရဆရာတော်ဖျား၏စီရင်ဆုံးဖြတ်ခဲ့သည်မြဝီနင်းစီရင်ထုံးမှန်သည်မြကို ရေးမှတ်ရသော ဖြတ်ထုံးရင်ယဟန်ဖြစ်ခဲ့ဘူးသည်ဤအတွေ့အကြုံများက ဝီနီဘတ်တွင် အထူးကျွမ်းကျင်တော်မူသည့်အခွင့်အရေးကိုရခဲ့သည်ထို့မြသာမကယဟန်စာဆိုလည်းဖြစ်သည်ဘားကရဆရာတော်စာချစဉ်ဆရာတော်မိတ်သည်မြအနီးမှနေ၍တလုံးချင်း လိုက်၍ဆိုရသော စာဆိုယဟန်ဖြစ်သည်ယင်းစာဆိုယဟန်မှာတာမညဉာဏ်ရည်နှင့်မဖြစ်နိုင်ပေဤသို့ပညာတတ်ယုံမြပညာရှိယုံမြမြမစာပေသမိုင်းတွင်ချွင်းချံ၏မရနိုင်သည့်ပုဂ္ဂိုလ်ထုတပါဟုမခေါ်ဆိုနိုင်သေးပေပညာဉာဏ်ထက်မြက်သည်ပိရကဝီနီကျွမ်းကျင်သည်ဆိုသည်တို့ထက် ပို၍ကြောကြားရသော အကြောင်းကားမြမစာပေသမိုင်းတွင် ရှိရှိသမျှသော ပုပ်ကူအပေါင်းတို့ထက်ထူးခြားသောအကြောင်းများရှိ၍ဖြစ်သည်ဗမောဆရာတော်ဖျားဤထူးခြားခြင်းများ မဟုတ်လင်းနည်းနည်းများမခံတတ်အမြင်မတော်လင်းစော်ထဲ့သည် မင်းအလိုကြိုက်မင်းအကြိုက်မဆောင်သာသနာပိုင်များဟု၍အညာမပေးအရွက်တိုက်ရာတွင် ကြောက်เสียကောင်းသည်ကံလန်လောက်ရာတွင်လည်းညီသူမြမကြောက်ရေးเสียရှိလျင်အတုံးလိုက်အစ်စ်လိုက်ရေးသည်နိုင်နိုင်ချွတ်ချွတ်ခက်ကြမ်းကြမ်းရေးတတ်သည်မိမိမှန်သည်ထင်လျင်ပြောရရေးရမှကြိမ်နက်လေရှိသည်ဇာကပြအေးသား၌ ဂါမဒေါသတင်အောင်ရေးသည်အပြောအဆိုရင့်သည်သည်အနေထိုင်ကြမ်းတမ်းသည်အစားတော့ကြမ်းရ၌လေမြည်သူမြမမှီနိုင်အောင်ကြမ်းသည်စံပြူတစ်ခွက်ချက်နှုတ်စီဘုံလေးလုံးချက်စာကလေးတစ်ပိဒါချက်ဝတ်သားတစ်ပိဒါချက် အမဲသားတစ်ပိဒါချက်ဟင်းကျူစလုံးကြီးနဲ့သုံးလုံးကို ဖုံးပေးတော်မူပြီးတစ်ဆက်သေးပင်မုတ်စီကြော်ကြီး၃ရက် နတ်တဘူးငပြော၆ဖီးမကြီးပြော၏၃ဘိတ်သားတို့ကိုတထိုင်နဲ့တစ်ဆက်တည်းနဲ့ကုံအောင်ဖုံးပေးတော်မူနိုင်လေသည်အမည်မတော်သည်များရှိရင်လေစာချိုးတသည်ကြပြာဆက်လေရှိသည်သာသနာပိုင်သောရှင်ဘရင်သောအမျိုးသမီးသောဘာကူမှမရှောင်စိတ်မထင်လင်မထင်သလိုပပဆက်ဆက်ရေးတတ်သည်ပြောတတ်သည်ထို့ပြင်ယခုခေတ်ခေါ်ငှက်ခါပြန်စား ပစ္စာအလုပ်တွင်လည်းဝါသနာပါလှသည်သမောဆရာတော်သည်ကြောက်စိတ်လုံးဝမရှိ အပြစ်ပေးတော်လည်းပြုံးပြုံးမင်ခံသည်ထို့ကြောင့်ဗမောဆရာတော်အားပရစ်နှင့်တူသည်ရှင်စဉ်ကလည်းမျက်လုံးပြူးပြူးသေတော့လည်းမျက်လုံးပြူးပြူးဟုသာသနာပိုင်ဆရာတော်ဖရာကမိန်ဘူးသည်ဤချက်များကပင်ဗမောဆရာတော်၏ကြော်ကြားခြင်းတွင် ထိတ်ဆုံးကဖြစ်လာရသည်ထိုခေတ်ထိုခါက ဗမောဆရာတော်အားသာသနာပိုင်မှအစရှင်ဘရင်ဝန်ကြီးများပါမကြံယွန့်ကြောက်ကြပြီသိုးသည်များနှင့်သာကြော်ကြားခဲ့သည်ယခုခေတ်တွင်မူဗမောဆရာတော်ဤစာများသည်ဂျန်တန်းသည်ဆိုတော်လေဟာတရတနှင့်ထင်ရှားနေသည်တို့ကြောင့်လေမြမစာပေသမိုင်းတွင် တဘာသာတီးကြားထင်ရှားနေသောပုံကူဖြစ်၍မြမစာပေမကွဲမပြောက်သမှဗမောဆရာတော်ဤဟာတရတကြပြားများသည်လေ

ဗမောမြို့သားဥပောတရဆောက်လုတ်လှူဒန်းသောဗမောเจ้า၌တွင်တည်င်းသုံးသောကြောင့်ဗမောဆရာတော်ဟုတွင်သည်ဗမောဆရာတော်သည်ရွှေတော်မြို့ကွညက်စင်ရ၌တကရစ်1168ခုနှစ်တွင်ဖွားမြင်သည်ငယ်မီမောင်ဖြူဝင်းဖြစ်သည်ယဟန်ဘွဲ့ဥပဏိတဖြစ်သည်မင်းတို့မင်းရကြီးကပဏိတဝန္တာဘိဒဇမဟာဓမ္မရာဇာတိ ရာဇဂုရုဘွဲရစိတ်တော်ကိုစက္ကပ်လှူဒန်းသည်ဗမောဆရာတော်သည်ဥပရိယုအလွန်ထူးခြားသည်လွန်စွာကြံ့ခိုင်ခန့်ညားသည်အတန်တော်မှာလည်းနတ်ကျယ်ပြတ်သား၍ယူပလက္ခဏာနှင့်တရလက္ခဏာလွန်စွာကောင်းလာသည်ဆရာတော်ကိုဖူးတွေး၍အတန်တော်ကိုကြားရလျင်လွန်စွာလေးစားလာရသည်ထိုခေတ်တွင်အတန်ရောလက္ခဏာပါ ထူးခြားကောင်းမွန်သောပုဂ္ဂိုလ်နှစ်ဦးပေါ်ခဲ့သည်မင်းနှုံးမင်းနှင့်ဗမော်ဆရာတော်တို့ဖြစ်သည်ဆရာတော်လိုပုဂ္ဂိုလ်မျိုးက ရှားမှရှားလာသည် လောကကြီးတစ်ခုလုံးကိုထီမထင်ပဲဟုတ်တိုင်းမှန်ရာအတိုင်းသာသဘောထားတတ်သည်မှာ သူဤပင်ကိုယ်စိတ်တတ်ပင်ဖြစ်ဟန်ရှိသည်မန္တရဘက်မှဇုံရက်၍စိုးစင်းမြမကွယ်မထောက်မချုပ်မတီးမမျိုးမသိပ်ပဲရဲရဲဆက်ဆက်ရေးတတ်သည် ဗမောဆရာတော်သည်ပြက်သားရဲရင်လာသောပုဂ္ဂိုလ်ဖြစ်သည်အမှန်စင်စစ်ဆရာတော်တို့ခေတ်တွင်ဆရာတော်လေးလာစီးပူးထားသည့်ပညာရများနှင့်ဆိုရင် အခေါင်ဖျားသည့်တော်ကြားသင့်ပေသည်သို့သောမင်းလိုလိုက်မင်းကြိုက်မဆောင်၍သာသနာပိုင်အဖွဲ့တွင် ပါဝင်သင့်သောပုဂ္ဂိုလ်ဖြစ်ပါလျက်မပါဝင်ခဲ့ရပေသို့သောဆရာတော်ကမမှုဆရာတော်ကကြပြားအရာတွင် ထူးခြားပြောင်မြောက်တော်မူလေသည်။အာသညံဇဝနညံထက်မြက်တော်မူသည်။ဗျာအရာတွေမရှင်းသာအောင် ပြောင်မြောက်သောဆလီဥပုံညပင်ဗမောဆရာတော်၏အထံတော်၌ကြပြာနီးများ ခံယူခဲ့ဘူးသည်။ วะชวนหล่าတော့กะเปียบะหมอเสียတော့ดิตามณีบัวกะเป็นกะเปียเสยหาไนต่อหล่าดิရှင်ปณิฏฐะดิตามณีบัวมาคิดตะหลุถั่วอยู่ชวยတော်မျိုးชี้ไอ้นุเปลี่ยนล่ะยาငယ်ငယ်ချင်းများနဲ့ယွာတဲ့သူလှဲ့တက်ကြသည်ယွာလေတွင်ကြီးမားလာသောညောင်မင်းကြီးတပင်ရှိသည်ယွာထဲမှလူငယ်လူရွယ်တို့သည်အရေးကောင်းလာသောညောင်မင်းကြီးအောက်တွင် စုယုံကာ ကစားခြင်းအေးချမ်းစွာထိုင်၍စကားပြောခြင်းတို့ကိုပြုလုပ်ကြသည်ကိုရင်လူတို့ပန္နိတသည် သူပိုးပန်းနေသောမမင်းမိန်နှင့် အပြိုဘော်တစုညောင်ပင်အောက်တွင်ရှိနေသည်ဖြစ်ရစ်သည်ရစ်သည်လုံနေသည်မမင်းမိန်ကသာဂယုဒဆိုင်နှင့်မလှမကမ်းမှစကားပြောနေသည်ဤသို့စကားပြောနေစဉ်မမင်းမိန်သည်အန်ဒီမအောင်နိုင်မဲလေလေလိုက်သည်ကိုကြားလိုက်ရသည်ဖြစ် ကဗျာညံဝါသနာကြီးလာတော့ကိုရင်လူတို့မှလည်းမအောင်နိုင်တော့ပဲဇာကျိုးတပုတ်ကိုရုတ်တရက်ဆက်လိုက်သည်ရွှေညောင်ပင်သာသည့်ကုန်းသူ့ယုံ၍နေကြရာ မမင်းမင်းအပြူကြီးရဲ့အီးညစ်လို့ပါဟူ၍ဇာချိုးလိုက်ရာကာလာသားများဝါကနေပွဲကြ၍ရီမောလိုက်ကြသည်ထိုကာလာသားများတွင် မမင်းမိန်ဤမောင်တော်သူငစွန်ကသူ့အမလေးလေသည်ကိုလူပုံအလေတွင်အဆက်ကွဲအောင် စာချိုးရမလားဟု သောတာမန်ဘွားကကိုရင်လူထွက်ပန္နိတာကိုဆဲဆိုလေသည်ထိုကားကိုရင်လူထွက်ပန္နိတာသည်ရုတ်ချီးကောက်၍စာချိုးလိုက်ပြန်သည်မှာမလိမ္မာဗလနာမိုက်ခဲသူ့အမစအိုတွန်လို့မောင်ငစွန်မျက်မှန်ရှာတယ် ဒေါသနဲ့စေတဲ့ဘမောစရာတော့စာကျိုးစားပုံဘမောစရာတော့ဒီကိုရင်ဘွားနဲ့မန္တလေးမြို့မြင်းဝန်တိုက်တွင်စာတင်ကြသည်ထိုခေတ်ထိုကာမင်းတို့မင်းတရားကြီးကိုယ်တိုင်နှစ်စင်ပင်စာပြန်ပွဲတော်ကိုတခန္တနာကျင်းပ၍ဝဲတစိမ့်များကတ်လှူပူဇော်လေသည်နေုံလစာပြန်ပွဲတော်မှာ အလုံးမင်းကြီးကျယ်ခမ်းနားလှပသည်ဘယင်ကိုယ်တိုင်ကြီးမှု၍ကျင်းပသောစာပြန်ပွဲတော်ဖြစ်သည်ဖြစ်လေမင်းကြီးမင်းသားမင်းဆွေမင်းမျိုးဝန်ကြီးမူးမတ်များပါမကြမ်းစာပြန်ပွဲတော်တွင်ယဟန်တာမဏိများကိုရွေးချယ်၍တင်တွင်းရသည်မိမိတို့၏ယဟန်တာမဏိများစာပြန်ပွဲတွင်ထူးချွန်စွာ အောင်မြင်သလောက်ဂုံရှိကြသည်ဟု၍အယူရှိကဂုံတုဂုံပြိုင်ပြုတ်လောက်ကြသောပွဲကြီးလည်းဖြစ်သည်မြင့်ဝင်မင်းကြီးသည် ခရီးထွက်နေရ၍စာပြန်ပွဲဝင်ယဟန်တပါစရင်တင်သွင်းရန် နောက်ကျ၍နေလျာမိမိဆရာတော်အားစာပြန်ပွဲဝင်ရန်ယဟန်တပါချီးမြှင့်တနာပါရန်လျှောက်ထားလေသည်မြင့်ဝန်တိုက်ဆရာတော်ဖျားလေကိုရင်ပဏိဒ၏အလားလာကိုရိတ်မိသိရှိသည်ဖြစ်သည်နှင့်အညီမြင့်ဝန်မင်းအားပဇင်းများတော် တင်သွင်းရန်မရှိကိုရင်ပဏိဒမှာအလားလာရှိသည်ဟုမြင်သည် သို့တွက်ကိုရင်ပဏိတကူသာစရင်တင်သွင်းလိုက်ပေတော့ဟုအမိတ်ရှိလိုက်သည်မြင့်မွမင်းသည်ကိုရင်ပဏိတအားစရင်တင်သွင်း၍သွန်ကွန်စသည်တို့ကို လိုလေသေးမရှိအောင်လှူဒန်း၍ထားလေသည်ရှင်ပဏိတသည်လှူဒန်းသည်မကိုအဝအစားကအိတ်၍သာနေသည်ဖြစ်ဆရာတော်ကစာကြက်ရင်တိုက်တွန်းရပေသည်တဲ့ကိုရင်ပဏိတစာကြက်ဆံအန်ဒီမှာ အလုံးမင်းဇွဲကောင်းလာသည်နားသည်ဟူ၍မရှိကြေချိုးရကလေးထက်ရမှာပင်ဗဇက်မှဒလဇက်စာရွတ်ရွတ်နေတော့သည်ကိုရင်ပဏိတာမှာအစာကြီး၍ငိုင်မြီးတက်တော့အလေးရှိရာသုံးစားပြီးသည်နှင့် ရေတွင်နှခမ်းပေါ်တွင် လူတကူစာ ပြင်ပြားချက်တစ်ချက်တင်၍ထိုပြင်များပေါ်တွင်အိတ်ရင်စာကြက်လေသည်ဤသို့စာကြက်ဤမှာစာကြက်ရင်ငိုင်မြီးလင် ရေတွင်နေသူကြမည်ဖြစ်၍ရေတွင်နေသူမကြရန်တတိထားနေရလျင် နိုင်မြခြင်းတေပြောက်သွားရန်ဟုစိတ်ကူး၍ရေတွင်နှခမ်းပေါ်တွင်စာကြက်ခြင်းဖြစ်သည် အစက ပန်နိဒလိုကြက်ခဲ့ပါလား။နေုံလာရောက်၍စာပြန်ပွဲတော်ကျင်းပမည့်ရက်တွင်မန္တလေးတောင်ကြီးရှိသူတမစီရက်တွင် စာဖြေတန်ဃာတော်များအတွက်ဆွန်ကွန်ကိစ္စစီမံကြသလိုပင်စာဖြေမိတန်ဃာများသည်လည်းနေရာတပင်ရိပ်များ၌ပရပိုက်ပေးစားတို့များကို ပြန်လည်ကြည့်ရှုကာမေးမိထင်သမျှကိုပြန်လည်ကြက်မှတ်ခြင်းများလည်းပြုလုပ်နေကြလေသည်။သာစစ်တန်ဃာတော်ဆရာတော်များသည်လည်း စစ်မင်းရင်ရှိသည်မျှဇာပြန်ပွဲဝင်ပုဂ္ဂိုလ်များကို မဟာဒံဝန်ဤပင့်ပိတ်ချက်ရတဘာပြီးတဘာစစ်မင်း၍နေကြလေသည်ရှင်ပဏိတအလှဲ့သို့ရောက်လေရင် မဟာဒံဝန်ကမြင်းဝန်တိုင်းမှ ရှင်ပဏိတကြွပါဖျားဟုအတန်ကြေလောင်စွာဖြင့်ဟိ၍လျှောက်ထားလေသည်အသားမဲမဲဝဝဒုတ်ဒုတ်ကိုရင်ပဏိတသည်ပရိသတ်ဘူဘုံအလေတွင်ရဲဝံစွာလျှောက်၍သွားသည် ဆောင်းဝဲစစ်သည့်ဆရာတော်များက ဖြေဆိုရမည့်အခန်းကိုညွန်ပြ၍ရွတ်ဆိုဖြေကြားရန်မိန့်တော်မူသည့်အခါကိုရင်ပဏိတာသည် မြင်းကောင်ပြေးတဲ့ကဲ့သို့မနာရန်ရွတ်ဆို၍သွားလေသည်အတန်ဩဇာမှာလဲအံ့ဩလောက်အောင်နှက်ကြဲကောင်းမွန်လာသည်ဖြစ်မဟာဒံဝင်တဲ့တကားဆရာတော်တန်ဃာတော်များစာဖြေပုတ်ကူတို့မှစာ၍သူတို့မှဇရက်တွင် ရှိသည်မြန်ပြိတ္တအပေါင်းတို့မှကိုရင်ပဏိတာအပေါ်တွင်အာယုံဝင်စား၍ စိတ်ငြိမ်စွာနားထောင်နေကြတော့သည်မြင်းကောင်ပြေးတဲ့သို့မိသည်များတို့ကိုပုတ်ပထာပြည်ပြင်းကြနာစွာရွတ်ဆိုသည့်ကြားမှလျင်မြန်လုံးအားကြီးသည့်ဖြင့်ပရပိုက်ကို လိုက်၍ဖက်နေသောသာစစ်ဆရာတော်များသည်ကိုရင်ပဏိတ၏ရွတ်တံကိုမိအောင်မဖက်နိုင်ပေပရပိုက်တစ်ချက်လှန်တိုင်းကြံခဲ့သည့်ဖြင့်ဟဲ့ကိုရင်ရက်အုံးဟု အမိတ်ရှိသည့်တိုင်အောင်မယမနာဆက်၍ရွတ်နေရာ ဇာစစ်ဆရာတော်တို့ကရက်အောင်ဆိုတာမကြားရော်သလားဟုငေါငန်းလေသည်ဖြင့်ကိုရင်ပဏိတသည် စာကိုရွတ်နေရာကရက်တန့်၍ဘာခုမှရက်အောင်လဲအစကပဏိတလိုကြက်လာခဲ့ပါလားဟုဇာစစ်ဆရာတော်တို့ကပင်ပြန်လည်ငေါငန်းလေသည်ပရိသတ်တို့မှဝါကနေပွဲကြသလောက်ကိုရင်ပဏိတသည်လည်းထင်ရှား၍သွားသည်မြင်းဝင်မင်းကိုရင်ဖြစ်၍လည်း မြင်းဝုံမင်းမှာအများကြီးအာယုံစိုက်ခြင်းခံရသဖြင့်ကိုရင်ပဏိတာအားများစွာကြေနပ်နှစ်သိမ့်လေသည်ဟုတ်ကဲ့ပါဥကြောဥပြုစုသောမမောဆရာတော်ရဲ့ဟာတရတနဲ့ကဗျာများစာအုပ်ကိုအပိုင်းတင်နေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်း နားဆင်ခဲ့ကြတော့ရောင်နီပြိသက်တယောက်ချင်းစီတိုင်းစေရှိအကျံကိုမာတွေ့လို့အိတ်စိတ်တန်လိုရာပြေကြပါစေဂျေစုတင်ပါတယ်